။ဘာလို့လဲကျွန်တော်တို့ပြည်သူတွေမျှော်လင့်ဆောင်စားမှုတွေထဲမှာတခုဖြစ်တဲ့ညာဒေတာရဲ့စကိုင်းတိုင်းမှာရှိတဲ့ ABSD ရဲ့ဖွဲ့နဲ့ ညာရေစကြိုပကပပွဲလိုပူပေါင်းလိုက်ပြီဖြစ်ပါတယ်။ပူပေါင်းစင်ရဲမဲ့တိုက်ပွဲတွေတို့လည်းထပ်မံတော့မှမြင်ရမှာဖြစ်ပြီးတော့အခုချိန်မှဆိုရင်တော့ပူပေါင်းပြီးတော့တင်တန်းစင်းပွဲကိုလက်နက်တက်စင်မှုတွေကိုပြုလုပ်နေတာကိုတွေ့ရတယ်။ဒါဟာကျွန်တော်တို့မြင်ကျင်ဆုံးတွေကတစ်ခုဖြစ်ပါတယ်။အဲ့လိုပဲညာဒီသားမှာရှိတဲ့တော်လိုင်းတက်ပီဒီအက်ဖွဲ့တွေကလုံများပြနေရဖြစ်ပြီးတော့အဲ့ဒီဖွဲ့တွေအားလုံးကိုဒါစူးစီးနိုင်ပြီးတိုက်ခိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တော်လိုင်းရေးဟာအမြန်နဲ့မှုချမအောင်မြင်တဲ့အကြောင်းမရှိပါဘူး။ဒါပေမဲ့လက်ရှိချိန်မှာတော့စုပွက်မှုအားအရင်နဲ့နေတာဖြစ်တဲ့အတွက်စစ်ခွေးတွေရဲ့ဝင်ရောက်ဆွဲရောက်ခံရတဲ့ပြည်သူတွေအနေနဲ့ကတော့တော်တော်လေးကိုမှစိုးရိမ်စရာရေမျက်ကိုရောက်ရှိနေရဖြစ်ပြီးတော့ဒါပေမဲ့လည်းပြည်သူတွေဟာ လောက်ထိတော်လိုင်းရေးကိုတစ္ဆာရှိလဲဆိုရင်ရေးချင်ကြံပြီးစီပုံပိုင်ပါသွားပြီးစီ PDF တွေကိုဘယ်တော့မှတစ္ဆာမပေါက်နေရပြည့်ရှိရပါတယ်အဲဒီလိုပဲ PDF တွေနေလဲတော်လန်ပြည်သူတွေအားလုံးကိုအမြဲတမ်းလေးစားစွာနဲ့ပြည်သူတွေရဲ့သက် OAC စီစဉ်ကိုတိတ်တက်မှန်မှန်နဲ့ကာကွယ်ပေးနိုင်ကြပါစေလို့ဒီမြေကထမှန်တောင်းဆိုပြုရင်းနဲ့ပဲဒီနေ့မှာတော့ ABS တရားဖွဲ့နဲ့ရေစိုးပကဖအဖွဲ့တို့ပူးပေါင်းပြီးတော့စစ်ဆင်မှုတွေစတင်တော့မှဖြစ်တဲ့အတွက်လက်နက်ပြစင်ပွဲနဲ့တင်းနဲ့စင်းပွဲလေးကိုပြန်လည်မျှဝေပေးရင်းနဲ့ပဲကျွန်တော်ရဲ့ TV လေးကိုစတင်ဖွင့်လိုက်ပါရစေခင်ဗျာ ကဝေတမနောဤရိယအနနှင့်ဤဒုကဝေတဝေဝေများဤရှေမောက်တွင်ဤကျမ်းသစ္စာကိုကျိန်ဆိုသည်ဘာဆိုသည့်နေရာတွင်မိမိဤနာမည်ကိုထည့်သွင်းရဆိုရသာသည်ဘောဓိဤတော်စုနှင့်ဤတော်စုနှင့်ဤတော်စုသားများပေါ်ဤတော်စုသားများပေါ်သစ္စာရှိပါမည်သစ္စာရှိပါမည်ဘာသည်ဘောဓိ Patria Democracy Tai Pue Chui. Patria Democracy Tai Pue Chui. Cha Shou Ne Ya Do. Cha Shou Ne Ya Do. Tu Ye Gao Mia Go. Tu Ye Gao Mia Go. Vissa Sao Di Bami. Vissa Sao Di Bami. Mari. Mari. Mimi Kai Sao Do Lene Ne. Mimi Kai Sao Do Lene Ne. Mimi Ko Cho Si Wa Tua. Mimi Ko Cho Si Wa Tua. Dong Yu Wa Hu. Dong Yu Wa Hu. Vissa Dei Dan Yu Wa Di. Vissa Dei Dan Yu Wa Di. Mari. Mari. Yidu Nuru Yi. Yidu Nuru Yi. 大爱西来我，大爱西来我，家关少小把你，家关少小把你，把你，把你，是阿那些家乡的地，是阿那些家乡的地，不对不对，不对不对，大关问大把你，大关问大把你，把你，把你，把船标入地少爷段，把船标入地少爷段，阿罗伊大哥，阿罗伊大哥，孙老爷，孙老爷，你啥家乡的地？你啥家乡的地？ သစ္စာကိုဤသစ္စာကိုမသွေလွဲမမသွေလွဲမပေါက်ပြတ်ကျူးလွန်ပြီးပါကပေါက်ပြတ်ကျူးလွန်ပြီးပါကကုံတော်ကုံပေးကုံတော်ကုံပေးခြေတော်ခြေပေးခြေတော်ခြေပေးလေတော်လေပဲလေတော်လေပဲအန္တရာယ်မျိုးမျိုးအန္တရာယ်မျိုးမျိုးကြာရောက်ပါစေသားကြာရောက်ပါစေသားဆွေစီမျိုးဆက်ဆွေစီမျိုးဆက်တန်တရာအဆက်ဆက်တန်တရာဆက်ဆက်အလွဲမတွေ့အလွဲမတွေ့ဘေးတွေ့ပါစေဘေးတွေ့ပါစေကြာရောက်ပါစေဟုကြာရောက်ပါစေဟုဤ Iluka we tamro. Iluka we tamro. Iliya nane. Iliya nane. Iluka we tamo we nai. Iluka we tamo we nai. Shema du. Shema du. Iliya nago kai sawe. Iliya nago kai sawe. Icha de sago. Icha de sago. Chain sori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 . Jai Avang!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  မြန်မာကောင်းဆောင်ကပူတင်နဲ့မဟာမိတ်ဒါဆိုငါတို့ကမြန်မာကောင်းဆောင်ကိုတော့သွားပြီးတော့လုပ်လို့တော့မရဘူးထင်နေဆိုတဲ့အတွေးမျိုးကိုတရုတ်ကရောအမေရိကန်ကရောဝင်သွားစေသလိုဥရောပကလည်းဝင်သွားမယ်ဂျပန်တို့အိန္ဒိယတို့ကလည်းတရီထားသွားစေမယ်အိန္ဒိယချင်းထိုင်းတို့ကလည်းဆိုရင်မကမြာကူတော့ပွဲရစူးနေတယ်။တော်မျိုးမင်းတယောက်အနေနဲ့ကတော့ပူတင်ကိုကြူကြူခေါ်ရဲ့နောက်လင်းလို့ထင်နေပုံရပါတယ်။မြန်မာနိုင်ငံကိုကြူကြူခေါ်ကောင်းစားဖို့ရေးဟိုကနေပြီးတော့အလကားပေးတယ်လို့များထင်နေလားမသိပါဘူးကျော်မျိုးမင်းက။ ငါမတိတာယူမလို့ပြည်သူစစ်ဖွဲ့တွေကိုမကြာခဏအချုံကိုတိုက်ခိုက်လေးရှိတယ်။အကြံဖက်အဖွဲ့ရှိတယ်။ဟောဒါကိုတော့ဝန်ခံတယ်တိတာယူမလို့မကြာခဏကြုံခံနေရတော့သူသိတယ်။ဆရာကောင်းတဲ့အပြုမှုတစ်ခုကိုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလှဲနေလှေအောင်မြင်းဆောင်မကြံအားလုံးအရှက်ရလောက်တဲ့အပြုမှုပါ။ ော်လန်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းစတိုင်နဲ့ပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလုပ်သွားပြီးခင်မှာတော့ယနေ့ match လ9ရက်နေ့တောက်ကြနေရဲ့ညပိုင်းထိရရှိတဲ့သတင်းချို့ကိုအကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့တီတာယူမွန်အဖွဲ့ကိုသူရင်းပူရွာရောက်နေချိန်မှာတိုက်ခိုက်ခံရလို့အထိနာပြီးပွေးပြေးဝပြေးပြေးကြပြန်ပြီလေဗျာ။မန္တလေးတိုင်းမြင်းကြံမြို့နယ်သူရင်းပူရွာရောက်နေလက်စစ်အုပ်စုနောက်လိုက်တီတာယူမွန်အဖွဲ့ကို ဒေသတော်လိုင်းတက်တွေကစီးနင်းတိုက်ခိုက်ခဲ့ရမှာအကြအဆုံးများပြီးအထိနာပြီးထွက်ပြေးသွားတယ်လို့ငကနီပျောက်ကြားတဲ့ဖွဲ့မြင်းညံကသတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့မတ်လ၄ရက်နေ့တည်းကနေပြီးတော့သူရင်ဘူဖုန်ကြီးကျောင်းတဲ့ကိုရောက်လာတဲ့တီတာယူမုံပြူစော်တီဘွက်ကိုစီးနင်းတိုက်ခိုက်ခဲ့ရမှာအနည်းဆုံး9ဦးသေပြီးတော့အများပြားထိခဲ့တဲ့ရန်ရသွားတယ်လို့သိရပါတယ်။ ။နောက်ထပ်သတင်းတို့မှာတော့ညောင်ဦးမြို့နယ်သူကောင်းတီကျေးရွာမှာရှိတဲ့အသက်58နှစ်အရွယ်အောင်ညင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖုံးဝေကိုအမိမသိအဖွဲ့စည်းတစ်ခုကဆိုင်ကယ်၃စီးဖြင့်နေအိမ်တွင်းဝင်ရောက်ပြီးတနက်အတူရှေ့မှပြစ်ခတ်ခဲ့မှာနေရာမှာပင်ပွဲချင်းပြီးသွားတယ်လို့သိရပါဗါးဝဲဖဲဝဲစည်းကဝင်ပြစ်သွားတယ်လို့မသိပါဘူး။နှစ်ဦးပြစ်ခတ်ခံရပြီးသေဆုံးသွားတာအုပ်ချုပ်ရေးမှူးတဦးနဲ့ပြူဖွဲ့ဝင်တဦးတို့ နေရမောင်းရင်ပွဲချင်းပြီးတော့ပဲလို့ဒေသရင်းမိကဖော်ပြထားတာတွေ့ရှိရပါတယ်။ညောင်မျိုးနဲ့ငါတရောက်တိုက်နယ်ဆယ်ကြီးရွာနေပြည်ထိုင်မျိုးပါတီဝင်ယူစောတိဖွဲ့ဝင်အသက်59နှစ်အရွယ်စိုးလင်ကိုမိမတိဖွဲ့စည်းတစ်ခုကလည်းနေအိမ်တွင်းဝင်ရောက်ပြီးတနက်ပြစ်ပြစ်ခတ်သွားတာကိုနေရမောင်းရင်ပွဲချင်းပြီးတော့ကြောင့်လည်းထက်မှန်သိရှိရပါတယ်။ကဲအုပ်ကြီးတွေကဟိုတီးချန်နေရတာတော့ဒါဟာတကယ်ကိုအားရစရာနေ့စဉ်သတင်းထဲမှာပါနေတဲ့မပါမဖြစ်တဲ့အရာတော်ဖြစ်နေပါပြီဗျာ။နောက်ထပ်သတင်းတစ်ခုမှာတော့ ရန်ကုန်မော်လမြိုင်လမ်းမိုက်မှာ PDF အသွင်ယူပြီးတော့ကင်းမုံဝင့်နေတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခတ်ရမှာတော့စစ်တပ်ဘက်မှ၄ဦးသေဆုံးသွားကြောင်းငကဖြူစစ်ကြောင်း PDF အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်စစ်တပ်ဘက်မှအရာရှိတဦးပါဝင်၄ဦးသေဆုံးက၄ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့မှလည်းရဲဘော်တဦးမြင့်မြတ်စွာအသက်ပေးလူသွားကြောင်းရဲဘော်၂ဦးကတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ကွေးတွေက PDF ယူနီဖောင်းနေတဲ့ကိုလာလာရန်သူက PDF အသွင်ယူပြီးကြီးကနေတာဖြစ်တဲ့အတွက်အဖွဲ့တိုင်းမှာရှိတဲ့ရဲဘော်တွေကိုအဆဆအရာပို့ပြီးယူဆိုင်စေချင်ပါတယ်ဝယ်အဖွဲ့ကဘယ်သူမှဘာမှထမ်းဖြေစေချင်မဘူးအားလုံးတတိအမြဲရှိနေစေချင်ပါတယ်လို့ နိုင်ငံပြုစစ်ကြောင်း PDF ဘက်တာဝန်ရှိသူတွေကလည်းပြောထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရုရှားပြန်မင်းအောင်လိုင်းကိုကျူးစွရန်နန်စီတီယန်ဝန်ထမ်းများ၊နုပညာရှင်များစစ်တပ်လောက်ကန်ဖွဲ့များနဲ့တက်ကောင်စီကနေပြည်တော်သို့စတင်ဆင့်ခွန်နေပြီဖြစ်ပါတယ်။အဲ့ဒီမှာတော့အစိုးရတွေအာသတရုပ်ဆိုင်တွေ YMBA ကပါဝင်စစ်ကောင်စီလက်အောက်ခံဖွဲ့စည်းများနိုင်ငံတော်မှနန်းစီတီယန်ဝန်တန်းများအခြေခံပညာထက်တဲ့ကြောင့်ကကျောင်းသားကျောင်းသူများပါဝင်စစ်တပ်နဲ့ပတ်သက်သောအဖွဲ့အစည်းများကိုနေပြည်တော်သို့ဆင့်ခွန်နေခြင်းဖြစ်ပါတယ်။ ဲအားလုံးပဲဒီမှာတော့ထူးထူးခြားခြားတွေ့ရတာကတော့တရုတ်ဆောင်ရန်အောင်ကနေပြီးတော့ခေါင်းဆောင်ပြီးတော့ရောင်းဝဲလက်အောင်မှာတော့ဒိန်တောင်ယုံလေးအစရှိသူတို့ကပေါဝင်ပြီးတော့လူငယ်တွေကိုလိုက်လံစုစည်းနေတာသိရပါတယ်ရုပ်ရှင်လောကကလူငယ်တွေနေနဲ့ငါတို့ရဲ့တချုံကြီးပြန်လာတော့ကိုကြိုးစားမယ်ဆိုပြီးတော့လိုက်လံစုစည်းနေကြောင်းသိရှိရပါတယ်မင်းအောင်နိုင်ရဲ့ ဒီစဉ်တွေကိုတော့မေတင်စာဦးရန်အောင်ခန့်စီသူစိုးမြတ်သူသာစတဲ့စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေဒိန်းတောင်ဦးဆောင်တဲ့စစ်တပ်ဘက်တော်သားဟာသာလူရှင်တော်တွေအစိုးရယုံလေးပောင်ဝင်စစ်တပ်လို့ယူများတက်တက်ကြွကြွပောင်ဝင်ပြီးတော့ထပ်မံကျူးသူငယ်ဖြစ်ကြောင်းကိုတည်င်းရရှိပါတယ်ဗျာ။ဟာတကယ့်ကိုကမ္ဘာထိတန်းကောင်းဆောင်ဆင်ဖြစ်တယ်။ထိတန်းကောင်းဆောင်ဆင်ကနေပြီးတော့ဟုတ်တယ်ဒါတို့လက်ခံတဲ့ရုရှားကောင်းဆောင်ကထိတ်တန်းကောင်းဆောင်ဖြစ်တဲ့ဝင်ရမြစ်တကောင်ဖြစ်နေမှလဲအင်အားကြီးမနေတာဖြစ်တဲ့ဘယ်သူမှမထီးရတဲ့ကောင်နဲ့ဖြစ်ကောင်ဖြစ်ပါတော့မှန်ပါတယ် တရုတ်နဲ့အမေရိကန်အားပြိုင်ရာနေပြည်တော်တစ်ခုဖြစ်တဲ့မြန်မာပြည်ကခေါင်းဆောင်ကိုဒီလိုခေါ်တွေ့လိုက်တာကတရုတ်နေတရုတ်ခေါင်းဆောင်ကိုရောရုရှားခေါင်းဆောင်ကိုရောအဲ sorry အမေရိကန်ခေါင်းဆောင်ကို message ပေးလိုက်တာပဲ message ပေးလိုက်တယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဒါ message ပါလဲဆိုတော့မြန်မာခေါင်းဆောင်ကငါရွေးချယ်လိုက်တဲ့သူတော်ဆိုတာမျိုး message ပေးလိုက်တဲ့သဘောပဲခေါင်းဆောင်နေနဲ့လေဟာပူတင်ကမြန်မာခေါင်းဆောင်ကိုတေချာတေချာခေါ်ပြီးစကားပြောပြီးဆိုကြတယ်ဒါဆိုရင်ပူတင်ကမြန်မာခေါင်းဆောင်နဲ့သူနဲ့လက်ချင်းချိတ်လိုက်ပြီးဆိုတော့ငါတို့ message ပေးတယ်တူတူပဲဆိုတာမျိုးနိုင်ငံတကာခေါင်းဆောင်တွေအများကြီးတွေးတယ်မြန်မာခေါင်းဆောင်ကပူတင်နဲ့မဟာမိတ် ဒါဆိုငါတို့ကမြန်မာကောင်းဆောင်ကိုတော့သွားပြီးလှုပ်လို့တော့မရဘူးထင်နေဆိုတဲ့အတွေးမျိုးကိုတရုတ်ကရောအမေရိကန်ကရောဝင်သွားစီသလိုဥရောပကလည်းဝင်သွားမယ်ဂျပန်ရောအိန္ဒိယရောလည်းတိထားသွားစီမယ်အိန္ဒိယချင်းထိုင်းတို့ရောဆိုရင်မကမြာကူလောပွဲတွေစူးနေပြီမြန်မာမှာလုံးမဲ့နျူကလ িয়ার တပ်ပေါင်းဘူကိစ္စတွေကအိန္ဒိယချင်းထိုင်းတို့ကဖိပူပြီးဘင်္ဂလားဒေ့ရှ်တို့လည်းနည်းနည်းတော့ရင်ပူပြီးအကောလုံးကပူနေပြီစိတ်ပူကြပြီပေါ့ဆိုတော့မြန်မာနိုင်ငံမှာအဲ့ဒါသာပေါ်ပေါက်လာခဲ့ဖြစ်ထွန်းလာခဲ့သူတို့ ီသူတို့တွေလည်းစိတ်မအေးရဘူးဆိုတော့မျိုးပေါ့ကြောက်ကြတော့ကြောက်တော့ဘူးမြန်မာတို့တွေဖြစ်ထွက်လာပါဘူးအိန္ဒိယနိုင်ငံတွေကြောက်ကြတယ်ဟိုပွင့်လည်းပြောရင်ငြင်းငြင်းကြတာမဟုတ်ဘူးကြောက်ကြတာဖြစ်လာမှာပေါ့တော်မျိုးမင်းတယောက်အနေနဲ့ကတော့ပူတင်ကိုကြွကြွခေါ်ရဲ့နောက်လင်းလို့ထင်နေပုံရပါတယ်မြန်မာနိုင်ငံကိုကြွကြွခေါ်ကောင်းစားဖို့အရေးဟိုကနေပြီးတော့အလကားပေးတယ်လို့များထင်နေလားမသိပါဘူးကြောက်မျိုးမင်းကဒီကျောင်းကတော်တော်များများပြောပြီးတော့လူတိုင်းမိဘတည်တဲ့ကိစ္စဆိုတော့ကျွန်မလက်ဆောင်လိုက်မယ်ပေါ့နော်ဒီကျောင်းပေါ်မှာကျွန်မအထွေထွေမှတ်ချက်မပေးလို့ဘူးအဲရှေ့မှာတော့ကလေကျွန်မဒီလူတိုင်းမိဘတည်တယ်လို့လူတိုင်းမိဘပြောလို့ရှိ သုံးသက်လေးပြောဆိုလေးရှိပါတယ်ဆိုတော့အာဒီဂျာလေးဒေါ်လာသုံးမှာကျွန်မနဲ့ရုရှားသွားတဲ့ခီးစဉ်ကြောင့်ကိုတော့အထွေထွေမပြောလို့ဒီပေါ်မှာကျွန်မအာမချက်ပြီးခြင်းတဲ့အကြောင်းအရာတခုပြန်နေပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာတခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်မတို့နိုင်ငံကြီးကြီးကပြောဆိုမှုပေါ့နော်အာအာကျွန်တော်တို့နိုင်ငံကြီးကမြန်မာလူပဲပြောရတယ်ပေါ့ဒီရုရှားတမနာနဲ့တွေ့ဆုံမြန်မာလူပဲပြောတာမဟုတ်မြန်မာလူပဲပြောတတ်တာအဲ့တော့ဒီလုံးကိုမပြောတတ်သေးဘူး ်မြန်မာလူပဲပြောရလို့ပြောလို့ဘေးရလူတွေကြားရင်နိုင်ငံတကာလူတွေကြားရင်အဟုတ်မဲ့ပြီးအခြားဘာသာပြောတဲ့ထင်းနေဝင်တော့မဟုတ်ဘူးနော်မြန်မာလူပဲပြောတတ်တာမြန်မာမြန်မာလူပဲပြောတယ်မြန်မာလူပြောတဲ့ခါကျတော့ကျမတို့မြန်မာပြည်အကုန်လုံးနားလည်ကြတာပေါ့အေးပေါ့ဟုတ်တာပေါ့ဒါမဆိုးပါဘူးသူတို့ဘုံမနဲ့သူတို့ဘာနေရတော့ဟုတ်နေတာပဲသူတို့အုံနောက်မရှိတဲ့အဖွဲတွေနော်အုံနောက်ကလည်းမရှိဘုံမတွေကလည်းအုံနောက်မရှိသူတို့ဘာကလည်းအုံနောက်မရှိပြောတာနားထောင်နော်ကြားတယ်နော်မြန်မာလူပြောမှသူတို့မြန်မာလူနားလည်မှာဗောတဲ့အေးတဲ့သူတို့လည်းအဲ့လိုမှမတတ်တာမဟုတ်ဘူးသူတို့လည်းသုံးနှံလောက်အောင်ထားတာကြီးကို အထွေထူးကြီးဘာသာပြန်ဆရာမလိုဘူးလေ။ဒါကျွန်တော်တို့အကုန်လုံးသူပြောတဲ့သမီးစကားကိုအကုန်လုံးခေစေတင်းကြဒီအိမ်လေးကျွန်တော်တို့အကုန်လုံးသိရတယ်။ဟုတ်။ဟုတ်တယ်အဘကမှန်တယ်အဘမမဘူး။ဘာဖြစ်လဲဆိုအဘရဲ့ဘောမတွေကအိမ်လေးလိုတယောက်မှမတက်တော့မြန်မာလိုပဲပြောပြတာ။ဒီပေါ်မှာကျွန်တော်တို့အာကျွန်တော်တို့နိုင်ငံကောင်းဆောင်ပေါ်မှာတစ်ချက်တစ်ဖက်အုပ်စုတွေကပုတ်ခတ်ကြတာပေါ့နော်။ငါအိမ်လေးလိုမပြောတတ်ဘူးလို့လည်းရှားလို့မပြောတတ်ဘူးဆိုပြီးတော့ပုတ်ခတ်ကြရတယ်။ဟာအမေစုဆိုရင်ဘယ်နိုင်ငံတော့တော့အိမ်လေးစကားကိုဟွန့်နေအောင်တက်တယ်။ဟုတ်ပါရဲ့ဒေါ်စုကြည်ကလည်းနိုင်ငံတော့တော့အိမ်လေးစကားကိုဟွန့်နေအောင်တက်တယ်။ဒါလက်ခံတယ်သူတော်တယ်။ဥပမာ လက်မခံလည်းမရဘူးလေလက်မခံရင်တော့ခံအမ်းပါတခုပဲရှိရသေးတော့ကျမမခွေးလေးရှိရဲ့အင်းတိတ်ဆိုရင်တိတ်တယ်ဘာလို့လဲဆိုတော့ဗမာအိမ်မှာမွေးရခွေးဒီဗမာစကားအောင်နားလေဥပမာချင်းအိမ်မှာမွေးရခွေးတကောင်ကိုဖက်ခွင်းတိတ်လို့ပြောရင်မတိတ်ဘူးသူဗမာစကားနားမလဲကရင်အိမ်မှာမွေးရခွေးတကောင်ဒီအခွေးကိုလာလာလာလို့ခေါ်သူနားမလဲကရင်စကားပဲနားလေဘာကြောင့်လဲဆိုတော့နားဘူးထက်မဲ့နားရည်ဝါမှုဥပမာအဖြစ်စားရင်တော့ခွန်း ကဲမပူတူကတော့သူတို့ကိုသူတို့ခွေးလို့ပြောလိုက်တာပါသူတို့ဘခွေးကြီးကနေပြီးတော့မမလို့ပြောတဲ့ခါမှာသူတို့ခွေးပေါက်ဆလေးတွေကနေပြီးတော့သူတို့ဘပြောတဲ့စကားကိုနားလေတောင်ဖြစ်တဲ့အတွက်အဘဟာသူတို့နားလေအောင်ပြောတာဆိုပြီးတော့တက်မှန်ရှင်းပြသွားတာဖြစ်ပါတယ်ဒါကတော့သူတို့ဘကဘာသာစကားတမျိုးတည်းကိုမြန်မာလိုပြောသွားတဲ့အကြောင်းလေးကိုအကျက်တဝန်းရှင်းပြထားတော့ပြန်နေပေါ်ပြလိုက်ခြင်းဖြစ်ပါတယ်မင်းအောင်တဲ့တရရရှောက်ကိုတွားတာကထူးဆန်းကိစ္စတော့မဟုတ်ပါဘူးမြန်မာနိုင်ငံကိုတွားပြီးရောင်းစားတာပဲဆိုတာကတော့အလုံးသိပြီးသားဖြစ်မှာပါဝင်ရန်ပြေးဝင်ရန်ပြေးချင်းတွေ့တာပေါ့ဒါပေမဲ့လည်းဝင်ရန်ပြေးဝင်ရန်ပြေးချင်းတွေ့တဲ့အချိန်မှာမင်းအောင်တဲ့လောက်ရက်က ျွန်တော်တို့မြန်မာနိုင်ငံအကဲတိုင်းပြည်ကိုချစ်မြတ်နိုးတဲ့သူတွေအတွက်တော်တော်လေးကိုမှအဆက်ရပွဲတစ်ခုဖြစ်တာကတော့အားလုံးမြင်တွေ့မှာဖြစ်ပါတယ်ဒီကောင်ရဲ့မြက်ခွန်းနဲ့ဒီကောင်လုံနေတဲ့ပုံစံတွေကိုကြည့်မယ်ဆိုရင်အယူချီးပန်းအုံတော့မကောင်ကျွန်တော်တော်ကောင်လုံနေသလိုပါပဲတကယ်ကိုပဲပထွေးကိုတွေ့လို့ပြေးပြီးတော့ဖတ်သလိုပဲလုံချင်သလိုလုံနေတာအားလုံးတွေ့အောင်ဖြစ်ပါတယ်နိုင်ငံရဲ့ဂုံသိခါနိုင်ငံရဲ့အနေထားဆိုတာဘာမှမရှိတော့ဘူးတစ်ဖက်ကလည်းမြန်မာလူနိုင်ငံမျိုးကိုအခုလူမျိုးလက်ခံတွေ့ဆုံနေဆိုတာမြန်မာနိုင်ငံမှာလူကျင်တာတွေရှိလို့တွေ့ဆုံနေတာဆိုတာလည်းအားလုံးတွေ့မှာဖြစ်ပါတယ်မိမထင်မရှားတဲ့စာရေးဆရာတယောက်ကနေပြီးရေးသားခဲ့တဲ့အကူအကမဲ့တဲ့ဖြားရိတ်တော်တွေကို သူကိုယ်တိုင်ပဲဘိုးချုပ်မင်းအောင်နိုင်ကငါဟာဘီရင်မင်းကလည်းဘီရင်ဆိုပြီးတော့ပြောနေသလိုပါပဲဗျာအရက်ကလည်းမပြည့်ချက်ကလည်းမပြည့်တဲ့တကယ်ကြည့်ကြအောင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကဘလောက်ထိတော့ဆိုးရွားလာတဲ့အခြေအနေရောက်နေဆိုတာကိုအားလုံးတွေ့အောင်ဖြစ်ပါတယ်ဒါကြောင့်တော်လိုင်းမှာအများဆုံးတော့ဝင်ရောက်ပြီးမတော်လန်းဘူးဆိုရင်ကျွန်တော်တို့နိုင်ငံဟာဒီပကျုံဘွားကိုဘာမှကြာခင်ရောက်တော့မယ့်အနေအထားတစ်ခုဖြစ်နေတာပါအဲဒါလေးကိုတော့ဗျာကိုသိမ့်မြက်ကဘယ်လိုမျိုးသုံးသက်တင်ပြထားလဲဆိုတာကိုချင်းချုပ်ကိုပြန်လဲမျှဝေပြလိုက်ပါတယ်ဘလို့ရှက်ဆရာကောင်းတဲ့အပြုတ်မှုတစ်ခုကိုလုတ်ခဲ့ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလှဲနေလှေအောင်မြင်းဆောင်မကြံ အလုံးအရှက်ရလောက်တဲ့အပြုမူပါထောက်ခံသူရောစန့်ကျင်သူရော ရန်သူရော မိတ်ဆွေတွေပါမြမနိုင်ငံသူ နိုင်ငံသားတိုင်းအရှက်ရလောက်စရာကိစ္စပါမြမပြည်သူအလုံးရဲ့မျက်နှာကိုအိုးမဲတုတ်တဲ့အလုပ်ရပါအလုံးလည်းဒီအကြောင်းကိုသိကြပြီလားပါကျွန်တော်ကသတင်းကိုပြောမှာမဟုတ်ပါဘူးသတင်းသုံးသက်ချက်ကိုပြောမှာပါသူလုပ်ခဲ့တဲ့အလုပ်သူပြုခဲ့တဲ့အပြုမူဟာဘာကြောင့်ရှက်စရာကောင်းမလဲဘာသဘောနဲ့သူအဲ့ဒါလိုလုပ်ခဲ့တယ်လဲ အဲ့ဒီအပြုမူကဘာတွေကိုဖော်ပြသွားတယ်လဲဆိုတာတွေကိုကျွန်တော်ကတုံ့သက်တင်ပြမှာပါဒါအပြင်မှာဒီလောက်ရက်ကဘသူတွေကိုအရှက်ရစေတယ်လဲသူအဲ့ဒါလို့လုတ်သွားတဲ့အတွက်ဘသူတွေရှက်တင်တယ်လဲဆိုတာကိုပြောပြချင်တာပါခင်ဗျားတို့တော့မသိဘူးဗျာကျွန်တော်တော့ရှက်တယ်อืมအဲ့ဒီလောက်ရက်ကိုမြင်လိုက်ရတဲ့အချိန်မှာမျက်နာကိုရှိန်ကနေပူကနေဖြစ်သွားအောင်ကိုရှက်မိပါတယ်ကိုတင်ထားတဲ့ခေါင်းဆောင်မှမဟုတ်တာဘာရှက်စရာရှိသလဲလို့တချို့ကပြောချင်ပြောကြပါလိမ့်မယ်ကိုတင်ထားတဲ့ခေါင်းဆောင်မဟုတ်ပေမဲ့ ရှက်စရာကောင်းသေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြချင်တာပါ ပြောလဲပြောပြချင်ပါရဲ့ရှက်လဲရှက်ပါရဲ့ဗျာကဲအစကနေပဲပြန်ပြောရအောင်ပါဘိုးကျုံမင်းအောင်လိုင်းရဲ့ရုရှားခီးစဉ်အကြောင်းဘိုးကျုံမင်းအောင်လိုင်းရဲ့ဒီခီးစဉ်ကဘလို့မှအကောင်းကျိုးပေးမဲ့ခီးစဉ်မဟုတ်ပါဘူးတောင်းဖို့ရမ်းဖို့သွားတဲ့ခီးစဉ်ဆိုတာကတော့မြေကြီးလက်ခတ်မလွှဲနိုင်လောက်အောင်ကိုသိကြပါတယ်ဘာတွေသွားတောင်းလာဖြစ်မလဲဆိုတာကတော့ရနိုင်တယ်မြတ် တောင်းမှာပါပဲဒါကယုံမတန်တရားဖြစ်เสียမှာမရှိပါဘူးအဓိက တောင်းမဲ့အထက်မှာတော့စီရင်တဲ့ပသက်တာတွေပါမှာပါရုရှားကိုအရင်ကတည်းကစီရင်တဲ့ပသက်ပြီးတော့မိကိုနေကြစီရင်တဲ့ပသက်တဲ့ဤပညာတွေရုရှားစီကတောင်းနေကြအခုသူအာနာသိမ့်ပြီးတဲ့နောက်မှာလဲသူ့ကိုလူလူတူတူနိုင်ငံခေါင်းဆောင်အဖြစ်နဲ့လက်ခံဆက်ဆံတာဆိုလို့ရုရှားတနိုင်ငံပဲရှိတာကိုအားလုံးအသိပါဒါပြင်အခုရုရှားကိုမသွားခင်လေးမှာကိုပဲ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဆိုတာကိုပြဋ္ဌာန်းလိုက်ပါသေးတယ်။လွန်ခဲ့တဲ့15ရက်လောက်ကမှပြဋ္ဌာန်းတာပါ။အဲ့ဒီတော့တောင်းတဲ့အကူအညီထဲမှာကြီးစားတက်ငားရန်အကူအညီပေးဖို့တောင်းဆိုတာမျိုးတွေလည်းမပါဘူးလို့မဆိုနိုင်ပါဘူး။တစ်ဖက်မှာရုရှားကလည်းစစ်ချိန်ရော့ကျနေတဲ့အချိန်မှာအမေရိကန်ရဲ့ဖိအားကြောင့်ယူကရိန်းခင်ဗျာမှာအာမတန်မန်ရှော့ရမယ့်အရေးအယံတွေမြင်နေရပါပြီ။တကယ်လို့များ ရုရှားယူကရိန်းစစ်ပြင်းငိမ့်တော့မယ်ဆိုလို့ရှိရင်ရုရှားရဲ့စစ်ကြံလက်နက်တွေကိုသမ္မတပူတင်ကသူ့အတွက် ပေါ်ချောင်ကောင်းဈေးနဲ့စွန့်ကျဲလိုက်မယ်လို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကမျှော်လင့်ချက်ထားတာမျိုးရှိနိုင်ပါတယ်အဲဒါကြောင့်တောင်းဖို့ရမ်းဖို့သွားတာပဲဆိုတာလူများလဲခံမမိကြပါတယ်ဒါပေမဲ့သူတောင်းနိုင်လဲရကြမှာတော့ရမှာပေါ့ဗျာ ဒါပေမဲ့ဗိုလ်ချုပ်မင်းအောင်နိုင်ကတော့ရှေ့မျက်နှာနောက်ထားပြီးတော့လူအောင်ကျို့လို့လူပြိမတည်ပါဘူးဆိုတဲ့ထုံနှလုံးမူပြီးတော့အတောင်ရံထွက်ခဲ့တာပါအဲ့လိုအတောင်ရံထွက်ချိန်မှာထူးထူးဆန်းဆန်းအလုပ်တစ်ခုထလုပ်ပါလေရောလားဗျာရုရှားသမ္မတဗလာဒီမီယာပူတင်ကိုဗိုလ်မင်းအွန်လိုင်းကစာအုပ်တော့လက်ဆောင်ထုတ်ပေးပါတယ်။ဘာစာအုပ်လဲဆိုတော့1898ခုနှစ်တုန်းကရေးခဲ့တဲ့စာအုပ်တဲ့အခုသူပေးတဲ့စာအုပ်ကို ထုတ်ဝေတဲ့ခုနှစ်ကတော့1942ခုနှစ်တည်းဗျအဲ့ဒီစာအုပ်ထဲကစာတမျက်နှာကို तू ကကိုးကားပါတယ်ဖက်လက်ဖက်ပြပါတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုးရှိရှိတုန်းကဖះရှင်လက်ထက်မှာတော့မကြွက်မင်းဆိုတာရှိတဲ့အဲ့ဒီကြွက်ကဖះကိုမြေစီမြေဥနဲ့ပူဇော်တဲ့အဲ့ဒါလိုပူဇော်ပြီးတော့ဖះရှင်ကဘလို့များဗျာဒိတ်တော်ပေးတယ်ဆိုတော့ဤတော့မကြွက်မင်းသည် ငါဖျားသာသနာနှစ်နှစ်ထောင်ကျော်သောအခါပါပမင်းတို့တစ်ထက်သိုးဆောင်12မျိုးတို့တွင်ရုရှားလူမျိုးဖြစ်လက်တန်းလို့ဆိုတဲ့အဲ့ဒါလို့စိုးရုံသာမကသေးဘူးအဲ့ဒီရုရှားရှင်ဘရင်ဟာလက်နက်စက်ကြရှင် ဖြစ်မှာလို့ဆိုပါတယ်အဲ့ဒီရုရှားလက်နက်စက်ကြမင်းဟာမြန်မာဘရင်နဲ့လည်းချစ်ကြည်တဲ့မဟာမိတ်ဖြစ်လိမ့်အောင်ပဲလို့ဆိုထားသေးတယ်ဗျအဲ့ဒါတမိုင်းတယ်ဗျခက်တော့ကုန်ပါပြီတမိုင်းဆိုတာဘာလဲဆိုတာ တကယ်ကိုပဲမတိတာများလားဘာအထောက်ထားဘာကူကားမှမရှိဘဲနဲ့စိတ်ကူးပေါက်တယ်လို့ရေးတိုင်းတမိုင်းဖြစ်ရော်တယ်လားဗျာမမစိန်တိုက်တို့ရင်ငန်ပိုင်းဥရှင်ကြီးတို့ထုတ်ပတ်တီတို့ကိုရင်မောင်နဲ့မရွှေဥတို့လည်းတမိုင်းမဲလို့များသူထင်နေလေသလားမသိပါဘူးဗျာဟာအတီပေါက်တယ်ဗျာတကယ်ကိုပြောသွားတာသူ့ကိုသူမြန်မာဘရင်နဲ့ငှနဲ့နော် ရှက်ဆရာကောင်းလိုက်တာကျွန်တော်ဖြစ်သူပြောတာကြည်ပြီးတော့မျက်နာတွေတောင်ထူပူဖိမ့်ရှိန်သွားတာပါပဲယိုသူမရှက်မြင်သူရှက်ဆိုတာဒါမျိုးဗျအရှက်မရှိတဲ့လူကလမ်းပေါ်တက်ပြီးတော့ဖင်ဟောင်းလောင်းနဲ့ချီထွက်ယိုရဲပေမဲ့ဘေးကမြင်ရတဲ့လူကရှက်တယ်ဗျသူကဘရင်နဲ့ပူတင်ကြီးကစက်ကြလက်နဲ့ပိုင်ရှင်စက်ကြဝရင်းမင်းနဲ့ပြောထွက်တယ်ဗျပြောလဲပြောရဲပါပြီလေသူပြောတဲ့စကားကဘလောက်တောင်ပေါ့ကြောင်ကြောင်နိုင်တယ်လဲဆိုတာတကယ်ပဲမသိတော့အောင် တွတ်သက်ခါနေတာပဲလားဓမ္မမို့ဗမာပြည်ကမဘသားတွေကိုလိန်လို့ရတယ်လို့မျိုးပူတင်ကိုလည်းတွားလိန်ရင်ယုံမှာပဲလို့များထင်နေတာလား